င်္ဂလာပါကလေးတို့ရေဒီချဲကတော့သိပ်ပံတစ်ချက်ဒီချဲချမ်းပဲဖြစ်ပါတယ်။ကဲအဆိုရင်အခန်းနှစ်တက်ရှိများရဲ့လုပ်ငန်းစဉ်များနေပြီးတော့မှအပိုင်းတည်းအပင်များတွင်ရေတည်ယူခြင်းနှင့် ပင်ငွေ့ပြန်ခြင်းရဲ့အကြောင်းလေးကိုဒီချဲရှင်းပြပေးပါမယ်။အပင်တွေဟာ နေရောင်ကြီးကအလင်းကိုအသုံးပြုပြီးတော့လေထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့အပြင်းမှရရှိတဲ့ရေတွေပေါင်းစပ်ပြီးတော့သူတို့ကအပင်အတွက်လိုအပ်တဲ့အစာကိုဖွဲ့စည်းကြတယ်။ထို့ကြောင့်အပင်တွေဟာရှင်သန်ကြီးထွားရန်အတွက်အလင်းရောင်ရေနဲ့လေတို့လိုအပ်ပါတယ်ကွယ်။ကြည့်ရတော့လုပ်ငန်း၁အပင်တွေတို့ရေများဘယ်လိုမျိုးဝင်ရောက်လာပါသလဲ။ ကဲအဲ့တော့ဒီချိန်နဲ့တူတူလက်တွေ့လေးပြုလုပ်ကြည့်ရအောင်ကဲအဲ့တော့သားတို့သမီးတို့လည်းအိမ်မှာလက်တွေ့လေးပြုလုပ်လို့ရပါတယ်အဲ့တော့ခွက်တစ်ခုအတွင်းမှာစိုးစေးရည်များဒီချိန်တို့ဖြည့်ပါမယ်ပြီးရင်အမြင့်ပါတဲ့အပင်ငယ်အားစိုးစေးခွက်အတွင်းသို့ထည့်ပြီးတော့မှစိုးစေးရည်ပမာဏကိုမှတ်သားထားမယ်ပြီးရင်စိုးစိရေပမာဏနဲ့အပင်အခြေအနေကိုတီချဲနဲ့တူတူဇေယျမှာ ရေးမှတ်မယ်ပြီးတဲ့အခါမှာတော့တီချဲတို့တညခန့်ထားပြီးတော့မှလေ့လာမယ် ပြီးတော့မှတွေ့ရှိချက်ကလေးတွေကိုရေးပါမယ်အဲ့တော့ဒီချက်ဇာတ်လေးနမူနာပြပေးထားတယ်အဲ့တိုင်းသားတို့သမီးတို့တွေကသားတို့သမီးတွေရဲ့မှတ်စုစာအုပ်လေးထဲမှာရေးထားလို့ရပါတယ်ကဲအဲ့လိုမျိုးပြီးသွားပြီဆိုရင်တော့ဒီချက်တို့လက်တွေ့လုပ်ငန်းပြုလုပ်ချက်တွေကိုအခြေခံပြီးတော့မေးခွန်းလေးတွေကိုဖြေဆိုကြရအောင်အဲ့တော့ဒီချက်တို့ကကာကြီးအပင်ရဲ့အရာကိုပြောင်းလဲသွားပါသလားဘာကြောင့်ပါလဲဟုတ်တယ်အပင်ရဲ့အရာဟာပြောင်းလဲသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့စိုးစည်းရေတွေဟာဝင်လာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် စိုးစိမ့်ရေပမာဏရောပြောင်းလဲမှုရှိပါသလားဟုတ်ပါတယ်စိုးစိမ့်ရေပမာဏအနည်းငယ်လျော့သွားပါတယ်ကငယ်ဘာကြောင့်စိုးစိမ့်ရေပမာဏပြောင်းလဲရပါသလဲဟုတ်ပါတယ်အမြင့်မှဆုပ်ယူသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခါကြီးစိုးစိမ့်ရေများ အပင်ထဲသို့ဘလိုမျိုး ဝင်ရောက်လာပါသလဲဟုတ်ပါတယ်အမြင့်ကနေမှတဆင်းဝင်ရောက်လာပါတယ် ကဲအဲ့ဒါတော့တာလို့သမီးတို့အိမ်မှာတညပေါ့နော်တာလို့သမီးတို့ထားပြီးတော့မှလေးလာတွေ့ရှိချက်ကလေးတွေကိုဒီချိန်နဲ့အတူတူဒီချိန်ခုပြောလိုက်တဲ့အတိုင်းလေးပေါ့နော်မှန်မှန်တာလို့သမီးတို့တွေအဲလက်တွေ့ပြုလုပ်ပြီးတော့ရေးသားထားပေးပါပေါ့နော်ကဲဟုတ်ပြီလုပ်ငန်းတစ်ကလေးကိုဒီချက်နဲ့တူတူဆက်ပြီးလေ့လာမယ် ပင်နေရဲ့ပင်စီမှာဆိုရင်ဘယ်အစိပ်ပိုင်းကရေကိုတည်ယူပါသလဲအဲ့တော့တချေတို့စိုးစေးရေစိန်ထားတဲ့ပင်စီကိုတချေတို့ကကလန့်ဖြတ်တဲ့ဟာနဲ့ဒေါင်လိုက်ဖြတ်တာမယ်နှစ်ခုဖြတ်မယ်နော်အဲ့တော့တချေတို့ကလန့်ဖြတ်မယ်ဒေါင်လိုက်ဖြတ်မယ်ဘလို့တွေးရမလဲတွေးရှိချက်တွေရေလေ့လာတဲ့ဟာကိုတချေတို့ပုံဆွဲမယ်အဲ့တော့တချေပုံလေးပြပေးထားပါမယ်ဟုတ်ပြီနော်ပုံလေးမှာကလန့်ဖြတ်ပိုင်းပုံနဲ့ဒေါင်လိုက်ဖြတ်ပိုင်းပုံ ဟုတ်ပြီရေးဆွဲထားတဲ့ပုံကိုအခြေခံပြီးတော့ဒီကျေတို့တွေအချင်းချင်းဆွေးနွေးပြီးတော့မေးခွန်းလေးတွေဖြေကြည့်အောင်ဟုတ်ပြီကာကြီးပင်စီဖြတ်ပိုင်းမှာဘယ်ဟာကိုတွေ့ရပါသလဲဟုတ်တယ်ပင်စီဖြတ်ပိုင်းလေးမှာဆိုရင်ဒီကျေတို့စိုးစိကွက်ကလေးတွေကိုတွေ့ရပါလိမ့်မယ်ခါခွေပင်စီရဲ့ဘယ်အစိမ်းပိုင်းဟာရေးကိုတည်ဆောင်ပါသလဲဟုတ်ပါတယ်ပင်စီရဲ့ဟုတ်ပြီနော် ရေကြောတွေကနေပြီးတော့မှ ရေကိုတည်ဆောင်ပေးပါတယ် ကငယ်ပင်စီယာတဲ့ဘယ်လုပ်ငန်းကိုလှုပ်ဆောင်ပေးပါသလဲဟုတ်ပါတယ်ပင်စီယာတော့ရေသည်ဆောင်တဲ့လုပ်ငန်းလေးကိုလှုပ်ဆောင်ပေးပါတယ်ကဲပြီးရင်နောက်တစ်ခုဒီချန်နယ်တို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာမယ်နော် ကဲအဲ့တော့အပင်ရဲ့ပြင်ပတို့ရေတွေဟာဘလို့မျိုးပြန်ထွက်လာပါသလဲကဲအဲ့တော့ဒီချေတို့တွေလက်တွေ့လေးပြုလုပ်ကြရအောင်အဲ့တော့ရွယ်တူအပင်နှစ်ပင်ကိုဒီချေတို့ယူမယ်အပင်တစ်ကိုတော့မူလာတိုင်းထားပြီးတော့မှအပင်နှစ်မှအရွယ်များအလုံးကိုဒီချေတို့ကခြွေချပလိုက်မယ်ပြီးရင်အပင်နှစ်ပင်စလုံးကိုဒီချေတို့ကပလတ်စတစ်အိတ်အချီနဲ့ဖုံးအုပ်ပြီးတော့မှကျိုးနဲ့ချီနှောင်မယ်ပြီးတဲ့အခါမှာနေရောင်အောက်မှာ10မိနစ်ခန့်ထားမယ် ်10မိနစ်ခန့်ကြာတဲ့အခါမှာတော့ပလတ်စတစ်အိတ်တွင်းတွေကိုတစ်ချဲလို့လေးလာကြည့်မယ်တွေ့ရှိချက်လေးတွေကိုတစ်ချဲနဲ့တူတူဇေယျမှာဖြစ်ဆွဲပြီးတော့မှတ်သားပါအဲ့တော့တစ်ချဲပုံလေးပြပေးထားပါတယ်ဒါတော့သမီးတို့လက်တွေ့ပြုလုပ်လို့ရပါတယ်ကဲအဲ့တော့ပပင်တစ်နဲ့အပင်နှစ်ဟုတ်ပြီနော်ကဲဇေယျလေးလည်းတစ်ချဲပြပေးထားပါတယ်ပြီးရင်တစ်ချဲနဲ့တူတူတွေ့ရှိတဲ့ဟာလေးကိုတစ်ချဲတို့မေးခွန်းလေးတွေဖြေကြည့်ရအောင်ကာကြီးအပင်နှစ်ပင်ရဲ့အခြေအနေကဘလို့ကွာခြားပါသလဲ ဟုတ်ပါတယ်အပင်တစ်မှာတော့အရွက်တွေရှိပြီးတော့အပင်နှစ်မှာတော့အရွက်တွေမရှိပါဘူးခါခွေအပင်တစ်နဲ့အပင်နှစ်တို့ရဲ့ plastic အိတ်ထဲမှာတဲ့ဘာကိုတွေ့ရပါသလဲဘာကြောင့်ပါလဲဟုတ်ပြီအပင်တစ်ရဲ့အိတ်ထဲမှာဆိုလို့ရှိရင်တော့ရေစက်ကလေးတွေတွေ့ရပြီးတော့အပင်နှစ်ရဲ့အိတ်ထဲမှာတော့တကယ်တော့ဘာဖြစ်လဲရေစက်ကလေးတွေမတွေ့ရဘူးဘာဖြစ်လို့လဲဆိုတော့အရွက်ရှိခြင်းမရှိခြင်းတွေကြောင့်ပဲဖြစ်ပါတယ်ခါငယ်ရေစက်တွေဟာတဲ့ဘယ်နေရာကနေထွက်ပေါ်လာတာပါလဲတဲ့ ဟုတ်တယ်ဗျတခြေနဲ့တူတူအဲ့တော့ဖြည့်ကြည့်မယ်နော်ရေဆက်ကလေးတွေကတော့အရွက်တရားနေပဲထွက်လာတာပါခါကြီးအရွက်တရားတဲ့ဘာလုပ်ငန်းကိုလှုပ်ဆောင်ပေးပါသလဲဟုတ်ပြီအရွက်တရားတော့အပင်အတွင်းမှ ရေတွေကိုစွန့်ထုတ်ပေးပါတယ်ငါအမြင့်မှဆွတ်ယူလိုက်တဲ့ရေတရားနောက်ဆုံးဘယ်နေရာကို ရောက်ရှိသွားပါသလဲဟုတ်တယ်လေလူတဲကိုတခြေတို့ရောက်ရှိသွားပါတယ်အပင်ရဲ့အမြင့် ပင်စင်းတဲ့အရွက်တွေမှာဆိုလို့ရှိရင်အစာကျောနဲ့ရေကျောတွေရှိတယ်။အပင်မှာအမြစ်ပင်စင်းတဲ့အရွက်များမှာရှိတဲ့အစာရေကျောတွေဟာရေပိုက်ကလေးတွေလိုမျိုးသူတို့ကဆက်သွယ်တရှိပြီးတော့အစာနဲ့ရေကိုအပင်ရဲ့အစေပိုင်းအားလုံးကိုသူတို့ကပို့ဆောင်ပေးတယ်။အမြစ်ကနေဆုပ်ယူလာတဲ့ဓာတ်စားနဲ့ရေကိုကြတော့ရေကျောကနေပြီးတော့ပင်စင်းတစ်ချောင်းအထက်သို့သူတို့ကသယ်ပေးတယ်။အရွက်တွေမှာဖွဲ့စည်းထားပြီးတော့ အစာတွေကို အစာကြောမှာ အပင်ရဲ့အစာရဲ့ပိုင်းတွေကို အထက်မှာအောက်သို့ပြန်ပြီးတော့သူတို့ကပို့ဆောင်ပေးပါတယ်။အပင်တွေမှာဆိုရင်ဒရဝါတွေကဲသို့သူတို့ကအငြိအကျေးစွန်တဲ့အင်္ဂါတွေမပါရှိဘူး။အပင်အတွက်မလိုအပ်တဲ့အငြိအကျေးနဲ့ပိုရှန်နေတဲ့ရေတွေကို အပင်ရဲ့ပင်စီအသီးနဲ့အရွက်မျက်နှာပြင်မှာတဆင့်အပင်ကိုသူတို့ကပြန်လည်ပြီးတော့စွန့်ထုတ်ပေးပါတယ်။ အပင်မှာအစာဖွဲ့စည်းရမှာရရှိလာတဲ့အောက်ဆီဂျင်ရေငွေ့နဲ့အတူ အရွက်ကနေပြီးတော့သူတို့ကထုတ်လွှတ်ပေးတယ်။အပင်ရဲ့ပင်စည်းအခေါက်နဲ့အရွက်တို့မှာတိမ့်သေးစားတဲ့အညီအကျေးတွေကိုတော့သစ်ဆေးအစီတွေအဖြစ်သူတို့ကဆွန်ပစ်တယ်။ဥပမာရဘာပင်သင်းမောပင် တမာပင်နဲ့ရှားပင်တွေအားအစီပြီးထင်းရှူးပင်ယူကလစ်ပင် လိမ္မော်ပင်ကအစီအဲ့ဒါတွေဖြစ်ကြပါတယ်။ အရွက်တွေကျွေကြခြင်းကြောင့်လည်းအပင်ရဲ့အငြိအကျေးဆုံးဖြတ်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်ကွယ်အဲ့တော့နှစ်ချောက်မယ်ဆိုရင်တော့အမြင့်ဟာအပင်အတွက်ရေကိုဆုပ်ယူပေးတယ်အမြင့်မှဆုပ်ယူလိုက်တဲ့ရေတွေကို ပင်စီမတစင်အပင်ရဲ့အခြားအစိပ်ပိုင်းများအားလုံးကိုသဲယူပို့ဆောင်ပြီးတဲ့လမ်းကြောင်းကိုတချို့တို့ကရေကျောလို့ခေါ်တယ်။အဲ့တော့ရေကျောတွေကရေနဲ့အတူပျော်ဝင်နေတဲ့အာဟာရနဲ့ဓာစားတွေကိုလည်းသူတို့ကသယ်ဆောင်ပေးပါတယ်။အပင်ရဲ့ပင်စီတွေအပွင့်တွေအသီးတွေနဲ့အရွက်တွေဟာရေကျောမှာပြန့်နှံ့တည်ရှိပါတယ်။အဲ့တော့အပင်အတွက်ပိုရှန်နေတဲ့ရေတွေကိုတော့အရွက်များကနေရေကိုရေငွေအဖြစ်ပြန်လည်ဆွတ်ထုတ်ပေးခြင်းဟာ အပင်ရဲ့အငွေ့ပြန်ခြင်းပင်ငွေ့ပြန်ခြင်းဖြစ်စဉ်လို့ခေါ်ပါတယ်ကွယ်အဲ့တော့ပင်ငွေ့ပြန်တဲ့အခါမှာတော့ထွက်ရှိလာတဲ့ရေကိုးရေငွေ့အနည်းများကအပင်ရဲ့အရွက်မျက်နှာပြင်အရွယ်အစားနဲ့ယာတိဥတုပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်ပါတယ်ကွယ်ကဲဒီချက်ရှင်းပြတာလေးကိုနားလည်မယ်ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့ဒီချက်နဲ့နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။